့ရဲ့ဗီဒီယိုကိုပို့ပြီးတော့ cinematic လို့ရအောင်ပို့ပြီးတော့ကြည့်ကောင်းအောင်အခုလို short လေးနဲ့တုံးပြီးတော့ညိုက်ကြည့်ပါဒီ short ကတော့ point of view short လို့ခေါ်ပါတယ်အာဥပမာပြောရရင်ကြည့်ရတဲ့သူဘက်ကနေပြီးတော့ဗောနော်အာကိုယ်တိုင်လုံနေတယ်လို့မျိုးကိုယ်တိုင်ရောက်နေတယ်လို့မျိုးခံစားအောင်ညိုက်ပြတဲ့အခါမှာအသုံးများတဲ့ short လေးဖြစ်ပါတယ် ျွန်တော်ဒီ transition ကိုရိုက်တော့ပါဗောနော်အာပထမဆုံး chain ထဲမှာဗောနော်ဖုန်းကိုထည့်လိုက်ပါတယ်ပြီးတော့ပစ္စည်းတစ်ခုခုကိုယူပြီးတော့ဖုန်းကင်မရာကိုအုပ်လိုက်ပါတယ်အမဲရောင်ဖြစ်သွားအောင်အုပ်လိုက်တယ်ဗောနော်ပြီးရင်ဒုတိယကမှာအမဲရောင်နဲ့ပြန်ဆက်ပါမယ်အဲ့တော့ဖုန်းရဲ့ရှေ့မှာဗောနော်အမဲရောင်ဖြစ်သွားအောင်တစ်ခုခုကိုခွဲထားလိုက်ပါမယ်အဲ့ဒါဆိုရင်ဒီလို short လေးရသွားပါတယ်လူရှော့တွေကတော့ကိုကတခုခုကိုချက်ပြုတ်ပြနေတာကိုကတခုခုကိုလုတ်ပြနေတာပေါ့နော် အဲ့လိုအခါမျိုးမှာကိုလုတ်ပြတဲ့အရာကို focus ထားခြင်းတဲ့အခါမှာပြရတဲ့ short လေးဖြစ်ပါတယ်ဒီလို short တွေကကြည့်တဲ့သူနဲ့တစ်ထပ်သေးဖြစ်စေတဲ့ခံစားချက်ကိုပေးနိုင်တဲ့အတွက်ဒီလို short လေးလည်းကိုယ့်ရဲ့ video မှာထည့်ပြီးသုံးကြည့်ပါကိုလုတ်တဲ့အရာရဲ့မြင်ကွင်းတစ်ခုလုံးကိုပြခြင်းတဲ့အခါမှာဒီလို short လေးတွေကအရင်အသုံးဝင်ပါတယ် ကင်မရာကိုပေါ့နော်ကိုယ့်ရဲ့နောက်နောက်ဖက်ပေါ့နော်ရှူတာလဲပဲမှာထားပြီးတော့ကိုယ်လုတ်ပြနေအရာကိုတိုက်ပြခြင်းတဲ့အခါမှာအတုံးများပါတယ်ဒီခုကတော့ white shot ပေါ့နော် white shot ဟာကျတော့ကိုကဘယ်နေရာမှာရောက်နေလဲကိုယ့်ပတ်ဝန်းကျင်မှာကိုယ့်ဘေးနားမှာဘာတွေရှိလဲဆိုတာကိုပြခြင်းတဲ့အချိန်မျိုးမှာတုံးများတဲ့ shot တွေဖြစ်ပါတယ်